PPTV ရဲ့သတင်းလာချင်းလာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျွန်မတို့သတင်းလာချင်းလာကဏ္ဍကိုအပတ်စဉ်တင်ဆက်ပေးနေသူချူပါ။ဒီအစီအစဉ်ကနေသတင်းမှားတွေအကြောင်းအရာမှားတွေနဲ့ပြည်သူတွေကိုချိန်ထည့်နေရာတွေကိုဖော်ထုတ်တင်ဆက်ပေးနေရပါ။ကျွန်မတို့သတင်းလာချင်းလာအဖွဲ့သားတွေကလည်းအကြောင်းအရာတွေကိုစစ်စစ်ရှာဖွေနေသလိုပဲပရိသတ်တွေကလည်းသတင်းအမှန်လားချင်းလားသိကြင်တော့ကောမန့်တွေမှာဝင်ရောက်ရှင်းတာမေးမြန်းထားလို့ရပါတယ်ရှင်။ဒီဒီဘက်အတွက်တင်ဆက်ပေးမှာတွေကတော့ ကြောက်ဖြူမြို့နယ်မှာအေအေတပ်ဖွဲ့တွေအခြေပြုထားတဲ့တဲချောင်းရွာကိုစစ်အုပ်စုတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဆိုရခြင်းအတူရောင်ရွှေကောက်ပွဲကိုကမ္ဘာနဲ့အာဆီယံကထောက်ခံပြီးရွှေကောက်ပွဲစောင့်ကြည့်သူတွေကိုဆေးလွှတ်မယ်ဆိုတဲ့သတင်းမှလည်းတိုးဆန်မြို့မှာရှိတဲ့မိသက်ကုံးနဲ့ရဲစခန်းကြားက CDF တွေရဲ့စခန်းပေါ်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ဆိုတဲ့ဂျင်းအကြောင်းအရာတွေပါပဲ။ အရခတ်တတော် A ကတော့စိုးမိုးထိမ့်ချုပ်ထားနိုင်တဲ့နေရာတွေကို ထိမ့်သိမ့်ထားနိုင်တဲ့အပြင်စိတ်အုပ်စုကိုဖိအားပေးထိုးစစ်ဆင်မှုတွေပါပြုလုပ်ထားနေစေပါ။ A ရဲ့အော်တိုဝါ15ရဲ့ထုတ်ပြန်ချက်ကိုကြည့်မယ်ဆိုရင်လည်းအရခပဲခူးတိုင်းအဆက်အရခမကွေးတိုင်းအဆက်အရခ AMD တိုင်းအဆက်တွေမှာအကောင်းဆုံးခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်တွေကိုခံချက်ညီညီဆင်နွှဲနေလို့အသိပေးထားတာပါ။ပဲခူးတိုင်းပထောင်မြို့နယ်အတွင်းကစိတ်အုပ်စုရဲ့666.9ကို အောက်တိုဘာ14ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ရှင်။အဲ့ဒီစခန်းကုန်းကိုတိမ်းမှုအတွက်ကအချိန်3နာရီသာကြာမြင့်ခဲ့တယ်လို့လည်းအသိပေးခဲ့တာပါ။နောက်ထပ်လည်းရခိုင်ရိုးပေါ်မှာရှိတဲ့အမ်ပဒန်ကားလမ်းပေါ်ကစေအုပ်စုရဲ့နေရီကန်ပြူဟာကုန်းကို အပြီးသက်သိမ်းယူဖို့ကလက်ချက်စခန်းလေးတွေပဲကျန်တော့တာဆိုပြီးတော့လည်းအသိပေးခဲ့ပါတယ်။ဒီလိုမျိုးစီအုပ်စုကိုစီရေးအရာဖိအားပေးထားနိုင်နေတဲ့အေအေတက်တွေနဲ့ပတ်သက်ပြီးတော့ စေအုပ်စု lobby တွေကတော့တည်င်းမှားတွေခြင်းတွေကိုလွှင့်ပြီးတော့ပြည်သူတွေကိုချင်းထန်နေစေပါအခုလဲစေအုပ်စု lobby မိုင်းဝေ telegram channel ကအာရခပြည်ကြောက်ဖြူမြို့နယ်မှာ AA တပ်ဖွဲ့တွေအခြေပြုထားတဲ့တဲချောင်းရွာကိုစေအုပ်စုတပ်တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုရေးသားဖြန့်ချီနေရပါအဲ့ဒီ post ရဲ့ပြန်လည်မှုက like 1200ကျော် view 3000ခွဲကျော်နဲ့ share ရတော့16ခုရှိတာတွေ့ရပါတယ်ရှင်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုးရဲ fact check ဘွဲကစစ်စစ်ကြည့်ရတဲ့အခါမှာလဲလွှဲမှားနေပါတယ်။ လွတ်လပ်ပြီးအောင်ကြီးစိတ်ချတဲ့တည်င်းဌာနတွေမှာကကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေရှက်နေရကြပြီးဖြစ်ပေမဲ့လည်းစီးအုပ်စုတပ်တွေကအေးအေးထိမ့်ချုပ်နေမြေတွေထဲကိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေရဆိုပြီးရေးသားဖော်ပြခဲ့ကြတာပါအဲ့ဒါကိုစေယုစု lobby တွေကအေးစခန်းတွေကိုပဲတိမ့်ပိုက်ရရှိတရားနဲ့ချင်းထက်ပြန့်ချနေရပါပဲ။မိုင်းဝင် channel ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်လည်းဖြည့်ဖြားမိုင်းတော့တိဆက်ချက်ပြင်နေရတွေ့ရပါတယ်ရှင်။ ယုတ်စုကတော့အတူရောင်ရွှေကောက်ပွဲတစ်ခုကိုဒီဇင်ဘာထဲမှာလုပ်နိုင်ရေးအတွက်နှီးမျိုးစုံအသုံးပြုပြီးလှုပ်ဆောင်နေပါတယ်။ဒီလိုလှုပ်ဆောင်နေရတဲ့ကလည်းအကောင်းတော့မဟုတ်ပါဘူးရှင်။တော်လိုင်းအင်အားစုတွေကိုစည်ရင်းနိုင်ငံရေးတန်တမန်ရေးအဖက်ဖက်မှာကြာရှုံးနေတဲ့အတွက်စေယုတ်စုကအတူရောင်ရွှေကောက်ပွဲကိုထွက်ပေါက်ဖြစ်နေအောင်ချနေရပါပဲ။ဒါကိုပြည်သူတွေကလည်းနားလည်ပါတယ်ရှင်။ အဲဒါကြောင့်မြန်မာနိုင်ငံတဝန်းမှာအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှုတွေလှုပ်ဆောင်နေပါတယ်။ကမ္ဘာနိုင်ငံအသီးသီးကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေနဲ့အတူမြမရေးတက်ကြွလှုပ်ရှားသူတွေကလည်းသက်ဆိုင်ရာနိုင်ငံအသီးသီးမှာအတူရောင်ရွှေကောက်ပွဲစန့်ကျင်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေကြတာပါ။ NUG အပါအဝင်တိုင်းသားတော်လည်လက်နက်ကိုင်အဖွဲ့အသီးသီးကလည်းစိုးမိုးထိမ့်ချုပ်ထားနိုင်တဲ့နယ်မြေတွေမှာအတူရောင်ရွှေကောက်ပွဲပြုလုပ်မှာကိုလက်မခံဘူးလို့ကြေညာချက်တွေထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေတွေမှာဆေးရုပ်စုလော်ဘီတွေကတော့အတူရောင်ရွေးကောက်ပွဲကိုကမ္ဘာနဲ့အာဆီယံကထောက်ခံပြီးတော့ရွေးကောက်ပွဲစောင့်ကြည့်သူတွေကိုဆင်လွတ်မယ်ဆိုပြီးချင်းထက်ဖြန့်ချိန်နေပါတယ်။အဲ့ဒီ post ကိုစစ်ကောင်စီလော်ဘီကြောစွာ channel ကဖြန့်ချိန်နေရပါ။အဲ့ဒီ post ရဲ့ပြန့်နှံ့မှုက like 469, view 5000ကျော် share 16ခုနဲ့ comment 209ခုရှိရာတွေ့ရပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးချိုးရဲဖက်ချက်ဖွဲကစစ်စစ်ကြည့်ရတဲ့အခါမှာလည်းလွဲမှားနေပါတယ်ရှင်။လွတ်လပ်ပြီးရုပ်ချင်းစိတ်ချတဲ့တင်းဌာနတွေမှာက အာဆီယံအနေနဲ့စေအုပ်စုကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုစောင့်ကြည့်နေလာရေးအဖွဲ့ဆေးလွတ်ဖို့မရှိဘူးဆိုပြီးတော့ရှင်းတာဖော်ပြခဲ့တာပါ။အတူရောင်ရွေးကောက်ပွဲကိုထပ်ပေါက်ဖြစ်တဲ့အတုံးချဖို့လှုံ့ဆော်နေတဲ့စေအုပ်စုအတွက်ကတော့သူ့ရဲ့ lobby တွေကမဟုတ်မမှန်သတင်းတွေဖြန့်ချီပြီးပြည်သူတွေကိုချင်းထက်ဖြန့်ချီနေရပဲဖြစ်ပါတယ်။ကျောသားချန်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်အစအဆုံးလုံးကျန်ဖက်တီးတိဆက်ချက်ဖြစ်နေရတွေ့ရပါတယ်ရှင်။ Facebook အကောင့်တစ်ခုဖြစ်တဲ့ရှင်သွေးလူရင်အကောင့်ကတော့သတင်းမှတစ်ခုတင်ပြီးတော့ပြည်သူတွေကိုခြေထည့်နေပြန်ပါပြီ။အဲ့ဒါတော့ချင်းပြည်နယ်တိုးဆန်မြို့မှာရှိတဲ့မိသက်ကုန်းနဲ့ရဲစခန်းကြားက CDF တွေရဲ့စခန်းပေါ်ကိုစေအောင်စုကလေကြောင်းတိုက်ခတ်မှုပြစ်လုံနိုင်ခဲ့တယ်လို့ရှင်းတာဖြန့်ချီနေရပါ။အဲ့ဒီပို့ဆက်ပြန်လည်မှုက line 29နဲ့ share 9ခုရှိတာတွေ့ရပါတယ်ရှင်။အကြောင်းအရာကိုစစ်စစ်ကြည့်ရတဲ့အခါမှာတော့လွဲမှားနေပါတယ်။ လွတ်လပ်ပြီးရုံကြီးစိတ်ချရတဲ့တည်င်းဌာနတွေမှာကစေယောစုကအော်တိုဝါလာ14ရဲ့မိုးလွဲပိုင်းမှာတုံးဆန်မျိုးကိုလင်းချောင်းကနေဘုံနှလုံးနဲ့ကျိတ်ချတိုက်ခိုက်ခဲ့ရမှာနေအိမ်၃လုံးပျက်စီးသွားတယ်လို့ဖော်ပြခဲ့ကြတာပါအရသာပြည်သူတွေရှိတဲ့နေရာကိုရွေချက်ရှိရှိနဲ့တိုက်ခိုက်ခဲ့ပြီးတော့မှတော်လေးတက်ဖြစ်တဲ့ CDF တွေရဲ့စခန်းကိုတိုက်ခိုက်ခဲ့တယ်ဆိုပြီးချင်းထက်ဖြန့်ချိနေရပါမယ်။ရင်သွေးလူတွေအကောင်ရဲ့ဖော်ပြချက်ကိုဖတ်ချက်ရကြည့်မယ်ဆိုရင်ပြုပြင်စစ်မှန်တိဆက်ချက်ဖြစ်နေရတွေ့ရပါလိမ့်ရှင်။ ဒီတစ်ပတ်အတွက်သတင်းလာချင်းလာအစီအစဉ်တော့ဒီမှာပဲခင်ဗျားတွင်ပြပါရှင်။နောက်ပတ်မှာလည်းသတင်းမှားတွေချင်းတွေကိုဘယ်လိုမျိုးရှာဖွေစစ်စစ်ဖော်ထုတ်ပေးမလဲဆိုတာစောင့်ကြည့်ကြပါအောင်နော်။ပရိသတ်တွေလည်းနဲ့စစ်စစ်ချင်တဲ့အကြောင်းအရာတွေရှိရင်လည်း message box ကနေတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ရှင်။အဲ့လိုပေးပို့လာတွေကိုကျမတို့ဖွဲ့သားတွေကရှာဖွေစစ်စစ်ပေးသွားမှလည်းဖြစ်ပါတယ်။မိဘပြည်သူများအားလုံးဘေးရန်ကင်းကွာပြီးကိုစိတ်အေးချမ်းကတည်မှအနေရတွေကနေကင်းလွတ်ကြပါစေလို့ဆုမောကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။